မင်္ဂလာပါရှင်ဘာမခင်းတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးဧပြီလ30ရက်နေ့မနက်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးသတင်းအနေနဲ့ မုံရအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစစ်တပ်လေဒီတစီလေပြင်းချောင်းပြတ်ကျလာပြီးလေဒီမောင်းနေသူစစ်သားအုပ်ကိုဖမ်းဆီးရရှိဖို့ဆိုဆိုတဲ့တွင်ပဲဖြစ်ပါရခြင်း။စကိုင်းတိုင်းမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်တပ်လေဒီတစီလေပြင်းချောင်းပြတ်ကျလာပြီးအဆိုပါလေဒီမောင်းနေသူစစ်သားအုပ်ကိုတော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးရရှိထားကြောင်းတော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည်။ ရှမန်နေဧပြီလ28ရက်နေ့ည7:24မိနစ်အချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတက်အတွင်မှာပြည်သူလူထုအနေနဲ့ရခြေရွာများသို့ဘုံခြေရန်ဆက်တက်လေဒီနှစ်စီတက်လာခဲ့ကြောင်းဆက်တက်လေဒီတစီသာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဖော်လွန်ခွင်းနေသို့ပြန်ဆင်းနိုင်ခဲ့ပြီးစံတစီမှာလေတိုင်နှုံးဖြင့်ချင်းရွင့်မြစ်ကြောင်းအတိုင်းအောက်ဘက်သို့မျောပါသောကြောင်းသိရသည် ချို့သူလေးပင်ဖြင့်ပါသွားသောဆက်တက်လေးတွေမှမောင်းနှင်သူဆက်သားနှုတ်မှခုံချထွက်ကြမှုကြောင့်ခြေနှစ်မြက်နောက်ဘက်ခြမ်းသို့ကျရောက်သွားပြီးတော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးရရှိသွားကြောင်း၎င်းတို့၏လက်နက်ခင်းရဲများတင်စီနိုင်ရန်စစ်ဆေးနေစေဖြစ်ကြောင်း၎င်းတို့ခုံချဆွန်ပစ်ခဲ့သည့်ဆက်တက်လေးတွေမှလည်းခြေနှစ်မြက်ရှိဘက်ခြမ်းသို့ကျရောက်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့များကလိုက်လံရှာဖွေနေစေဖြစ်ကြောင်းသိရှိရသည် လူပဲရတာပါပါရမတာကမရဘူးလို့သိရတယ်ပါရမတာကိုလိုက်ရှာတော့မယ်ပါရမတာကမြင်းရှိပဲချမ်းမုံရပဲချမ်းချောင်းမြို့နယ်ပဲချမ်းမို့လူကတော့ချင်းရွှေမြေအနောက်ပဲချမ်းဆလင်းကြီးနေတဲ့ကအဖွဲရိဖန်ထားတာဘယ်အဖွဲကလဲတော့မသိသေးဘူးပြက်သွားတဲ့ချိန်လူကခုန်ချတော့မြင်းနောက်ပဲချမ်းမှာပြုတ်ကြတာပါရမတာကလေးနဲ့တူပါသွားလို့ချင်းရွှေမြေအရှိပဲချမ်းပြုတ်ကြတာတက်တုံးကနစီတတာတစည်းကတော့သူတို့ဘောလုံးခွင်းနဲ့ပြန်ဆင်းနိုင်တယ်တစည်းကတောင်မှအထီလွင်လာတာပါရမတာကဘသူရရဲ ဆိုတာမသိရသေးဘူးလှူရတာလောက်ပဲတည်သေးတော့လက်နက်ကတော့ရှာတော့မယ်လို့သိရတယ်သူတို့စီမှာလက်နက်ရောပါရဲဟုတော်လရင်တပ်ဖွဲ့ဝင်တဦးကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်ဧပြီလ23ရက်နေ့ညနေ9:30မိနစ်ခန့်တွင်ပခုတ်ကူမြို့နယ်တမတရားတင်မှတက်လာသောဂျမ်းမက်စစ်တိတ်စက်တက်လေးဒီ3စီကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာတစည်းမှကြီထိမြန်မီဆက်ချုံရင်းကပြတ်ကျခဲ့ကြောင်းလေရီမောင်းနေသူစစ်သားတို့လွတ်မြောက်သွားခဲ့ကြောင်းသိရှိရသည် ရခိုဆလာဘင်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်စစ်ကောင်စီထိန်းချုပ်မှုမရှိတော့ဘဲအေလောက်ကြားရောက်သွားပြီဖြစ်၍အေအင်းနှင့်မဆက်ဆံမဲနေမရတော့ဟုဘင်္ဂလားဒေ့ရှ်အစိုးရနိုင်ငံသားရဲ့အကြံပေးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်မင်္ဂလားဒေ့ရှ်နယ်စပ်မှာစစ်ကောင်စီထိန်းချုပ်မှုမရှိတော့ဘဲအေအေလောက်ကြားရောက်သွားပြီဖြစ်၍ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့မဆက်ဆံမဲနေမရတော့ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရနိုင်ငံသားရဲ့အကြံပေးကပြောဆိုသည် ဧပြီလ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဌာကမြို့ရင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်နေဆက်တစ်ခုလုံးကိုအေအေကထိန်းချုပ်ထားပါပြီစစ်ကောင်စီအနေနဲ့ဘာမှမထိန်းချုပ်နိုင်တော့ဘူးကျွန်တော်တို့အနေနဲ့အေအေကိုမဆက်ဆံပဲနေလို့မရတော့ပါဘူးဒါကြောင့်ကျွန်တော်တို့အနေနဲ့လူဝဲတလောက်ဆက်ဆံရေးကိုလှုံ့ဆော်သွားရပါလိမ့်မယ်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဂျန်ဘေးကပြောဆိုသည် ထို့ပြင်ရခိုင်ပြည်နယ်မှာစစ်ဘေးအသင့်ပြည်သူများအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားလူသားချင်းစာနာထောက်ထားမှုဈေးညံတည်ဆောက်ရန်ကုလသမဂ္ဂ၏တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့ကြောင်း၎င်းကပြောဆိုသည် ကုလသမဂ္ဂကမြန်မာနိုင်ငံရှခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးပို့ဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစည်းညံတစ်ခုဖန်တီးလိုပါတယ်။အတင်ကူပြောင်းရေးကာလအစိုးရကလည်းအခြေအနေတွေရထားကိုမူအရသဘောတူထားပါတယ်ဟုနိုင်ငံခြားရေးအကြံပေးကမြို့တော်ဒါကာရင်သတင်းတောင်များအပြောကြားသည်။ ဒါဟာလူသားချင်းတောက်တာမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့မှာအခြေအနေတချို့တော့ရှိတယ်။အသေးစိတ်တော့ကျွန်တော်မပြောပါဘူး။အခြေအနေတွေပြည့်မီခဲ့ရင်ကျွန်တော်တို့သေချာပေါက်ကူညီပါပါဟု၎င်းကပြောကြားခဲ့တယ်။ မြန်မာနိုင်ငံမှာပြည်ပခါတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အကျိုးစီးပွားနှင့်တိုက်ရိုက်ချိတ်ဆက်နေကြောင်းမြန်မာနိုင်ငံမှာဒုက္ခသည်အများအပြားကဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ကုလုံးနေပြီး၎င်းတို့ကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်လိုကြောင်းထို့ကြောင့်ဒုက္ခသည်များအိမ်ပြန်နိုင်ရေးဘင်္ဂလားဒေ့ရှ်အနေဖြင့်လိုအပ်သောလုံဆောင်ချက်များကိုလုံဆောင်သွားပြီဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံက2019ခုနှစ်ဩဂုတ်လတွင်စစ်တပ်၏ဂျမ်ဖတ်တိုက်ခိုက်မှုများကြောင့်ထွက်ပြေးသွားခဲ့သောမြန်မာနိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်တိတိတမ3000ကျော်ကိုလက်ခံထားသည် ရှိခုဆက်လက်ပြီးမော်လမြိုင်ရေဖျားအုံဆိုလန်းဆောင်ရှိစစ်တပ်၏တက်ကောဂိတ်တက်စကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၂ဦးသေဆုံးဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်တံပြိုစီရံမြို့နယ်မော်လမြိုင်ရေဖျားအုံဆိုလန်းဆောင်ရှိအကြမ်းဖက်စစ်တပ်၏တက်ကောဂိတ်တက်စကန်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၂ဦးသေဆုံးခဲ့ကြောင်းရှမ်းမညစစ်ကြောင်းမှတောင်းရှိသူတို့ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်။ရှင်နေဧပြီလ29ရက်နေ့မော်လင်းတနအိမ်ခန်းတွင်တံမျိုးစီရမြို့နယ်မော်လမြိုင်ရေဖျားသုံးစုလမ်းဆောင်ရှိအကြံ ျမ်းမစစ်တိတ်တက်ကောဂိတ်တက်စကန်ကိုရှမညစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ရှင်းတိုက်ခိုက်မှုသည်10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျမ်းမစစ်တပ်ဘက်မှ120မမ40မမအပါဝင်လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းတိုက်ပွဲတွင်အကျမ်းမစစ်တပ်ဘက်မှအနှုတ်သေးဆုံးပြီးငောင်းပြင်းထန်တဲ့အရာရှိကတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ ဒီတိုက်ပွဲကကျွန်တော်တို့ပေါ်ဆောင်နေတဲ့တိုက်ပွဲရေးတွေကတခုပါအခြားဒေသမှာတော်လိုင်းအင်အားစုများကထိုးစစ်ဆင်နေသလိုကျွန်တော်တို့မွန်ဘန်မှာလည်းစစ်ရေးအရှိန်မြင့်တင်တဲ့တိုက်ပွဲတခုပါဟုရှမညစစ်ကြောမှတော်ရင်ရှိသူတို့ကပြောဆိုသည်ဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့နောင်ချိုမြို့နယ်နောင်လင်ကျေးရွာစာသင်ကျောင်းနဲ့ဘုံကြီးကျောင်းကိုစစ်ကောင်စီပြန်လည်ထိန်းချုပ်မှုဆိုဆိုရတဲ့အမည်ဖြစ်ပါရဲ့ချင်း ရှမ်းပြည်နယ်မြောက်ပိုင်းတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်နောင်လင်းကျေးရွာရှိစားတဲ့ကျောင်းနဲ့ဘုံကြီးကျောင်းကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ကြောင်းမြေပြင်စီရေးတရင်ရင်းမြစ်ထံမှစုံစမ်းသိရှိရသည်2025ခုနှစ်ဧပြီလ25ရက်ကနောင်ချိုမြို့နယ်မဲဘုတ်ကျေးရွာမှာတဆင်နောင်လင်ကျေးရွာသို့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ DNA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်နောင်လင်ရွာရှိနေရာအချို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တောင်ခံဘက်တော့တိုက်ပွဲစတိုက်ဖြစ်နေတယ်။တချို့ကြေးရွာတွေကိုတော့လက်လွတ်ပေးရတာရှိတယ်။စစ်ကောင်စီကလည်းစတိုက်စစ်ကြောင်းထိုးလာတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့အတတ်နိုင်ဆုံးပြင်လဲခိုးခံနေတာတော့ရှိပါတယ်ဟုမြေပြင်စီရေးတရင်ရင်မြက်က MPA ကိုပြောသည်။နောင်ကျုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်စစ်ကောင်စီကအုံမတိမဲပုံနဲ့ကံကြီးကြီးရွာများဘက်မှစစ်ကြောင်းခွဲက TNL ထိန်းချုပ်ထားသည့်နေရာများကိုထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။ ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းနောင်စုံမြို့နယ်ကြောက်ကျန်းကြီးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလေးချောင်းအုံပြုပြီးဘုံ29လုံးကျဲချခဲ့တဲ့အပြင်အုံမရင်းချင်းရွာကိုလည်း Jet Fighter ဖြင့်အစိမ့်ငွေဘုံ10လုံးကျဲချခဲ့သေးသည်လက်ရှိစကောက်စီထိန်ချုပ်ထားသည့်တောင်ခမ်းတက်စခန်းအနီးတွင်တိုက်ပွဲများနေစဉ်ဖြစ်ပွားလျက်ရှေးချောင်းအုံမတိရွာကမြို့သားတွေကပြောသည် တိုက်ပွဲဖြစ်တာတော့တပတ်လောက်ရှိနေပြီဒီကနေ့ကလည်းတိုက်ပွဲဖြစ်နေတော့မယ်လက်နက်ကြီးကတနက်တန်တွေကကြားနေရတယ်တပတ်အတွင်းမှာနှစ်ကြိမ်လည်လာကျဲသွားတယ်တချို့နေရာတွေကိုစစ်တပ်ကပြန်ရသွားတယ်လို့ကြားရတယ်ကျွန်တော်တို့ဒိန်ရှောင်းတဲ့နေရာနဲ့တိုက်ပွဲနေရာကနည်းနည်းအလံဝေးပေမဲ့တတိထားပြီးနေရာတွေလေရင်လာမှာဆိုလို့၎င်းကပြောသည် စစ်ကောင်စီသည်ဧပြီလ3မိုင်းတွင်အပြည့်ရစေးကြောင်းထုတ်ပြန်ခဲ့ပြီးဧပြီလ23ရက်မှဧပြီလ30ရက်ထိတပ်တန်းတိုးခဲ့တော်လဲတောင်ခမ်းအုံမတီကြီးရွာများကိုနှင်းစင်နှီးပါစစ်ကြောင်းထုံမှုများပြုလုပ်နေခြင်းကြောင့် DNL တပ်များနှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည် မြူရဲမှာတော့ဒေသခံတွေပုံမှန်သွာလာနေတာပဲလေရင်ကတော့နေတိုင်းဖြတ်တယ်ပေါ့သတိထားပြီးနေရတယ်ဘယ်ချိန်ကျဲသွားမလဲမသိဘူးလေနော်မြို့ပြမှာတော့တိုက်ပွဲကပြင်းထန်နေတယ်ဖုန်းလိုင်းလည်းအဆင်မပြေတော့တိုက်ပွဲအခြေအနေသိရဖို့ခက်တယ်ဟုနှောင်းချုံမြို့ကံမြို့သားတို့ကပြောသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်းစစ်ကောင်စီသည်တောင်ခမ်းတပ်စခန်းကိုအင်အားဖြည့်တင်းပြီးနောက်စစ်ကြောင်းထုတ်မှုများပြုလုပ်ခဲ့ကာနောင်စုံနှင့်ပြည်ဝင်လင်ကြားရှိနောင်ရှိုးရွာကိုပြန်လည်ထိန်ချုပ်နိုင်ခဲ့သေးသည်။ရမန်နှင့်2024ခုနှစ်ဇူလိုင်လ10ရက်တွင် TNL ပူးပေါင်းတပ်များသည်နောင်စုံမြို့ကိုသိမ်းပိုက်နိုင်ခဲ့တော်လဲမြို့နှင့်မိုင်း20ခန့်အကွာရှိတောင်ခမ်းတပ်စခန်းကိုလက်ရှိချိန်တွင်သိမ်းပိုက်နိုင်သေးခြင်းမရှိသေးပေစစ်ကောင်စီကအဆိုပါနေရာကိုအခြေပြုပြီးနောင်စုံမြို့ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။ ဆလံပြီးစစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်စင်တရရတပ်သားတချို့ကို ပြစ်တက်သွားဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီလက်လွတ်ခဲ့ရသောစကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကျန်းသာကြီးရွာဘက်စစ်ကြောင်းထိုးတက်လာသည့်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအထင်အားကပြန်ဆုတ်စင်တရရစစ်ကောင်စီတပ်သားတချို့ကိုစစ်ကောင်စီတပ်ကပြစ်တက်ပြီးနောက်ပြန်ဆုတ်သွားကြသည်ဟုချန်လိုင်းအင်ဖော်မေးရှင်းစင်တာကသိပေးထားသည် CDF KKG Major Operation တွင်ကလေးတောင်ပိုင်းတိုက်ပွဲများတွင်လက်လွတ်လိုက်ရသည့်စခန်း၅ခုအနက်မှစံသားရွာစခန်းပြန်လည်သိမ်းပိုင်နိုင်ရေးစစ်ကောင်စီတပ်စစ်ကြောင်း၂ကြောင်းနှင့်ဧပြီလ၂၉ရက်နေ့နံနက်၅နာရီကထိုးစစ်ဆင်လာသည့်အတွက် တော်လရင်ဟင်အားစုများကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်စစ်ကြောင်းတစ်ခုပြန်တိုးစစ်ဆင်လာရရန်သူစက္ကစထံမှလက်နက်ရှစ်လက်နဲ့ခင်ရများရရှိခဲ့ပြီးစက္ကစအလောင်းခုနှစ်လောင်းကောက်ရသည့်အပြင်20ဦးသေဆုံးခဲ့သည်စက္ကစသည်တရားရစစ်သားများကိုပြန်လည်တည်ဆောင်ခဲ့ကြတော့လေတချို့ကမူပြစ်တက်သွားခဲ့ကြသည်ဟုချွန်းလန်း information center ကအသိပေးထားသည်စစ်ကြောင်းထုတ်လာသည့်စစ်ကြောင်းတစ်ခုကို CNN CDF KKG CDF Volko MCR နဲ့အမှတ်တစစ်ဒေသရဲဘော်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အချိန်တွင်ပြည်သူများနေထိုင်ရာနှက်ချောင်းနယ်များအောင်ချမ်းသာတံပိုးနှင့်ငါးဖရွာများကိုပုံကျဲခဲ့တဲ့အတွက်ပြည်သူလေးဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။